ချဲနှိပ်လိုက်ပေါ့နော်ဒါကမလေးရှားနိုင်ငံထဲမှာရှိတဲ့ဘန်တော်တော်များများပေါ့နော်အကုန်လုံးနှိပ်ပါပဲဒါရှိပါတယ်ဒီမှာမှကျွန်တော်တို့လွှဲချင်တဲ့ဘန်အကောက်ကိုပေါ့နော်ဒါဒီနေရာမှာရှာကြည့်ရပါမယ်။ကျွန်တော်မိတ်ဆွေတွေကိုမချမ်းထွေးကောက်တဲ့ကနေပြီးတော့မှကျွန်တော်တို့ဘန်ထရန်စဖာလုပ်တဲ့နေပေါ့နော်။ကျွန်တော်မျှဝေပေးသွားခြင်းပါတယ်။ဒါကတော့ဒါကျွန်တော်မလေးရှားနိုင်ငံထဲမှာရှိတဲ့ ဘဏ်အကောင့်တွေပေါ့နော်ကျွန်တော်တို့မချားတွေထဲကနေပြီးတော့မှအကောင့် transfer ပေါ့နော်ဘဏ် transfer လုပ်တဲ့နည်းလေးကိုမျှဝေပေးသွားပါမယ်ဒါတချို့ကျွန်တော်တို့လည်းလာမေးထားလို့မတည်သေးတဲ့သူတွေအတွက်ပေါ့နော်အဓိကရည်ရွယ်ပြီးတော့မှလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့တခြားလေးလိုက်ပြီးတော့မှကြည့်ပြီးပေါ့နော်ကျွန်တော်ရဲ့အထဲကို login ဝင်သွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆန့်ဆိုတဲ့နေရာလေးရှိတယ်ဗောနော်ဒီနေရာလေးကိုပဲတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ဒီမှာအောက်ဆုံးပါဗောနော်အတွင်း down transfer ဆိုတာရှိပါတယ်အဲ့တော့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးဗောနော် နှိပ်ပြီးလို့ရှိရင်အပေါ်မှာ new transfer ဆိုတဲ့အပေါင်းလေးနဲ့ဟာလေးရှိတယ်ဗောနော်အကောင်းလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါအဲပြီးရင်တော့ဒီမှာ slot 1ဆိုတဲ့နေရာမှာကျွန်တော်တို့ဗောနော်ဒါအပန်းအကောင့်တွေကိုရွေးရမှာဖြစ်ပါတယ်အောက်မှာတော့ e wallet အကောင့်တို့ဘာတို့ကိုရှိရဗောနော်ဒီအောက်ကဟာတွေကကျွန်တော်တို့ဒါထောက်ချံကိုတို့ဘာတို့ဗောနော်တခြား mobile number ကိုဒါတခြားဟာတွေပါကျွန်တော်တို့အပေါ်က bank account ကိုပဲရွေးပြီးဗောနော် bank account ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါမျိုးလေးရောက်လာပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီ ဆလတ်1ဆိုတဲ့နေရာလေးချက်နှိမ့်လိုက်ပါတော့ဒါကမလေးရှားနိုင်ငံထဲမှာရှိတဲ့ဘန်တော်တော်များများပါတော့အကုန်လုံးနှိပါပါပဲဒါရှိပါတယ်ဒီမှာမှကျွန်တော်တို့လွှဲချင်တဲ့ဘန်အကောက်ကိုပေါ့နော်ဒါဒီနေရာမှာရှာကြည့်ရပါမယ်ကျွန်တော်အနေနဲ့အာကိုလွှဲချင်တဲ့ဘန်ကိုပေါ့နော်ဒီမှာလဲရှာလို့ရတယ်လို့အပေါ်မှာပေါ့နော်ကျွန်တော်တို့ရိုက်ပြီးတော့မှလဲရှာလို့ရပါတယ်ဥပမာပေါ့နော်ကျွန်တော် RIB ကိုလွှဲမှာဆိုရင် RIB လို့ရိုက်လိုက်တာနဲ့ဒီမှာပေါ့နော်ပြပေးထားပါတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ ဒါဆိုရင်တော့ကျွန်တော်တို့ ban လေးရွေးပြီးပါပြီရွေးပြီးပါပြီဆိုလို့ရှိရင်တော့ဒီမှာ account number ပေါ့เนาะကျွန်တော်တို့လွှဲမဲ့ ban account number ကိုဒီမှာရိုက်ထည့်ရပါမယ် ban account number ရိုက်ထည့်ပြီးသွားရင်တော့ဒီအောက်မှာပေါ့เนาะဒီ slot 1ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အပေါ်ဆုံးက ban transfer ဆိုတဲ့ဟာလေးရွေးပြရမယ်ပေါ့เนาะအောက်လေးရွေးပြပါပြီးရင်တော့ဒီမှာတော့ကျွန်တော်တို့ငွေအမောက်ပေါ့เนาะ ကောင်လေးကငွေမောက်ပါဒီညမှာကျွန်တော်တို့လဲခြင်းတဲ့အမောက်ကိုဒီမှာရေးလို့ရပါတယ်ကျွန်တော်တို့ဒီ merchant rate က bank transfer လုပ်မယ်ဆိုလို့ရှိရင်တော့ဒါ ringgit 1500အထိပေါ့နော် transfer လုပ်လို့ရပါတယ်အဲဒီထက်မှာ1500ပြည့်သွားလို့မှကျွန်တော်တို့အပြင်ကကျူအာဖတ်ပြီးတော့မှလဲ transfer လုပ်လို့ရပါသေးတယ်ပေါ့နော်အားလုံးပေါင်းဒါ merchant ringgit 2500 3000အထိပေါ့နော်ကျွန်တော်တို့ transfer လုပ်လို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်ဥပမာအနေနဲ့ပေါ့နော်60ပေါ့နော် ringgit 60လွှတ်ပြပေးမယ်ပြီးတော့ပေါ်နေနဲ့ဆွတ်တင်လိုက်ပေါ့နော်ဒီအောက်က

ပြီးတော့ဒီအောက်ဆုံးအကွက်ကလေးကတော့ကျွန်တော်တို့မထည့်ခြင်းလည်းရတယ်ထည့်လည်းရတယ်ပေါ့နော် option မှာဒါကျွန်တော်တို့မှတ်ထားလို့ရတယ်ဒီပစက်ကပေါ့နော်ကျွန်တော်တို့ဒါအိမ်လာကလွှဲလိုက်တာလားတခြားပေါ့နော်ကျွန်တော်တို့ဗာဈေးဘူးပေါ့နော်တခြားဟာတွေပေးတာလားမှတ်ထားလို့ရတယ်ပေါ့နော်ပြီးရမှာကျွန်တော်တို့ပြန်ကြည့်လို့ရတယ်အဲ့တော့ဒီမှာထည့်လည်းရတယ်မထည့်ဘူးဆိုလို့ရှင်လေဒီမှာပေါ့နော်အောက်မှာ net ဆိုတဲ့နေရာလေးနဲ့ပေါ့နော်ထပ်ပြီးတော့မှသွားလိုက်ပါခဏလောက်စောင့်မွေးလိုက်လို့ရှိရင်ကျွန်တော်တို့ကသူက verify လုပ်ပေးတယ်ပေါ့နော်ဒါဆိုရင်ဒီအပေါ်မှာဒါကျွန်တော်တို့ဘဏ်အကောင့်ရဲ့လွှဲမဲ့လူရဲ့အကောင့်နံပါတ် ပြီးရင်တော့အောက်ကအကောက်နံပါတ်ပေါ့နော်။သူကနံပါတ်မှန်တာနဲ့အပေါ်မှာနင်းရတစ်ခါတက်ပြီးတော့မှထိုးပေးပါတယ်။ပြီးရင်တော့အောက်ကကျွန်တော်တို့တွဲမဲ့ ringgit amount ပေါ့နော်။ဒီမှာကသူက free charger နဲ့ရရပေါ့နော်။ကျွန်တော်တို့ free စားပေးပေါ့နော်။ကျွန်တော်လွှဲကလုံးဝတစ်ချက်မှပေးစရာမလိုဘူး။ဘဏ်ကောက်တွေတော့လွှဲရင်လွှဲကလုံးဝပေးစရာမလိုဘူး။ကတ်တူကတ်လည်းသူကလွှဲက free နဲ့ပေးထားတယ်ပေါ့နော်။တော်တော်လေးတော့အဆင်ပြေပါတယ်။ဒီစိတ်ဆိုတဲ့အကွက်ကလေးကတော့ဒါကျွန်တော်တို့ဒီဘဏ်အကောက်ကိုပေါ့နော်။ကျွန်တော်တို့ထောက်ချောက်လွှဲမှလား။ထောက်ချောက်တစ်ခါတလေမှလွှဲမှလားပေါ့နော်။ထောက်ချောက်လွှဲမှဆိုရင်ဒီညာလေးမှစိတ်ဆွဲဟာလေးနှိမ့်လိုက်ပေါ့နော်။ အမှန်ကြီးလေးချပြီးတော့မှကျွန်တော်တို့ confirm နှိပ်လိုက်ပါအဲဒီမှာဆိုရင် OTP code တောင်းလာပြီပေါ့နော်အဲဆိုရင် ကျွန်တော်တို့ချပေးတယ် OTP code ကိုဒီမှာရိုက်ထည့်ပါမယ်ဒီဘီကောရိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ခဏစောင့်လိုက်ပါတော့။စောင့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ transition ဆက်ဆက်ဖူးဆိုပြီးတော့ပြပေးထားရပါတော့။ကျွန်တော်တို့တွဲလိုက်တာအောင်မြင်သွားပါပြီ။အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှာ dance ဆိုတဲ့ဟာလေးနှိပ်လိုက်ပါတော့။ ဒီဟာလေးကိုကျွန်တော်တို့ second shot ယူထားသင့်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့လွှဲပြီးကြအောင်ပေါ့နော်တစ်ဖက်ကိုပြန်ပြီးတော့မှပို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းဒီအောက်မှာ share ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ပေါ့နော်ဒါ select file ကိုပို့ပေးလို့ရပါတယ်။ပြီးရင်အားလုံးပြီးသွားရင်တော့ဒီမှာ dance ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော်။ဒါဆိုရင်တော့ကျွန်တော်တို့ပတ်ဆက်လွှဲတာအောင်မြင်သွားပါပြီခင်ဗျာအဲ့တော့ကျွန်တော်ဖုန်းပင်ထည့်တာတွေဘာတွေကိုလဲကျွန်တော်ပထမတစ်ခေါက်ကဒီလိုလေးမှာပြောပြပြထားပါတယ်နောက်ထပ်ပေါ့နော်ဒီ match train နဲ့ပေါ့နော် သိကျင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင်လည်းကျွန်တော်တို့ဒါ comment မှာမေးထားပေးလို့ရပါတယ်။အကြည့်ရှုပေးခဲ့တဲ့တငငယ်ချင်းတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးကနည်းနည်းလေးရှည်သွားတဲ့အတွက်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဇင်ကြီးပါ။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။